ရှိခေကတောအုံကြီးထဲမှာလူသူအယောက်ပေါက်နေတဲ့ဘုံကျောင်းဟောင်းကြီးတစ်ခုရှိခဲ့တယ်။ဒေသခံတွေကတော့အဲ့ဒီဘုံကျောင်းကြီးဟာစိန်စာတည်နေတယ်လို့ပြောကြတယ်။ညဘက်ဆိုရင်ထူးဆန်းတဲ့အတန်တွေကြားရတတ်ပြီးဘသူမှအဲ့ဒီဘုံကျောင်းသားကိုမကက်ရဲကြဘူး။တနေ့မှာတော့စူးစမ်းလို့စိတ်ပြင်းပြတဲ့လူငယ်ငါးယောက်အဲ့ဒီဘုံကျောင်းဟောင်းကြီးကိုတွားလေးလာဖို့ဆုံးဖြတ်လိုက်ကြတယ်။သူတို့ကတရေတစီဆိုတာမရှိဘူးလို့ယုံကြည်ထားကြပြီးဒဏ္ဍာရီတွေကိုလည်းတိတ်ကြူးမဆိုင်ကြဘူး။ညနေဆောင်တော့သူတို့ငါးယောက်တောအုပ်ထဲကိုဖြတ်ပြီးဘုံကျောင်းကြီးစီကိုရောက်သွားကြတယ်။ ုံချောင်းကြီးကအပြင်ကကြည့်ရင်တော့တိတ်ဆိတ်ပြီးကြောက်စရာကောင်းတယ်။နေရံတွေမှာတင့်ရွေတွေတက်နေပြီးပဒင်းပေါက်တွေကလည်းမှောင်မဲလို့နေတယ်။တကားမကြီးကဟောင်းနှွမ်းနေပြီးမှပိတ်ထားတော့မင်းသူတို့တွေကအသက်ကြီးဆုံးနဲ့အတန်မာဆုံးဖြစ်တဲ့ကိုထွန်းကတကားကိုတွန်းဖွင့်လိုက်တယ်။တကားပွင့်သွားတာနဲ့တပြိုင်နက်လေအေးစိမ့်စိမ့်တစ်ခုသူတို့တကူလုံးကိုဖျက်သွားတယ်။ ဘုံကျောင်းကြီးရဲ့အတွင်းမိုင်းကပိုပြီးတိတ်ဆိတ်ပြီးမှောင်မိုက်နေတဲ့ဖုံတွေအထူကြီးဖုံးနေတဲ့ကျမ်းပြင်ပေါ်မှာခြေတံတောင်မကြားရဘူးနေရင်တွေမှာတော့ဘုဒ္ဓရုပ်ပွားတော်ဟောင်းတွေနဲ့နေရင်စေးရေးပကြီးတွေပျက်စီးနေတာကိုတွေ့ရတယ်သူတို့၅ယောက်ဘုံကျောင်းကြီးရဲ့အလေဘဟုကိုတဖြည်းဖြည်းချင်းရှောက်သွားကြတယ် ရုတ်တရက်လေတိုက်တန်လိုလိုအတန်တစ်ခုကိုသူတို့ကြားလိုက်ရတယ်။အရင်ကတိုက်နေတဲ့လေအေးစိမ့်စိမ့်နဲ့မတူပဲဒီလေကနည်းနည်းလေးပူတလိုလိုရှိတယ်။ပြီးတော့တိုးတိုးလေးရွတ်ဖက်နေတဲ့အတန်လိုလိုလည်းကြားလိုက်ရတယ်။ဘယ်ကလာတဲ့အတန်လဲဆိုတာကိုသူတို့တေချာမသိကြဘူး။ကိုထွန်းကသူ့ရဲ့လက်နေတမီးနဲ့ဘေးဘီကိုလှည့်ကြည့်လိုက်တဲ့အဲ့ဒီအချိန်မှာပဲဘုံချောင်းရဲ့အမိုးကနေအုတ်ခဲတလုံးပြုတ်ကြလာပြီးသူတို့ရဲ့ရှေ့မှာလာကြတယ်။သူတို့ငားရောက်လန့်ပြီးနောက်ကိုဆုတ်လိုက်ကြတယ်။ ခေကောင်တွေဒီနေရာမလုံခြုံတော့ဘူးထင်တယ်ပြန်ကြရအောင်လို့မောင်မောင်ကပြောတယ်သူကအကြောက်ဆုံးပုံပေါ်တယ်။ကျန်တဲ့သူတွေလည်းသူ့ကိုသဘောတူကြတယ်သူတို့လှည့်ပြန်ပြီးအဝင်တကားစီကိုအ мян လျှောက်သွားကြတယ်ဒါပေမဲ့သူတို့တကားနာကိုမရောက်ခင်မှာပဲတကားကသူ့အလိုလိုပိတ်သွားတယ်သူတို့တုံးဖွင့်ကြည့်ပေမဲ့ဘလို့မှမရဘူးတကားကတော့ခတ်ထားသလိုမျိုးတင်းနေတယ်။ဘလို့လောက်ကြမလဲလို့စိုးရိမ်တကြီးနဲ့ခင်မောင်ကမေးတယ် အဲ့ဒီအချိန်မှာပဲကျန်းပြင်ပေါ်ကဖုန်တွေကြားထဲကနေခြေတံတချို့ကိုသူတို့ကြားလိုက်ရတယ်ဖြည်းဖြည်းချင်းသူတို့စီကိုရှောက်လာနေတဲ့ခြေတံတွေသူတို့၅ယောက်ကြောက်လုံးလို့တယောက်ကိုတယောက်ဖတ်ထားမိကြတယ်ခြေတံတွေကသူတို့ရဲ့နောက်ကျောဘက်ကိုရောက်လာတယ်ရုတ်တရက်လေတံနဲ့တူတူလေးရွတ်ဖက်နေတဲ့အတန်ကပိုပြီးကျယ်လာတယ်ပြီးတော့သူတို့ရဲ့နားထဲမှာမင်းတို့ဒီကိုဘာလာလောက်တာလဲဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကဘသူအတန်မှမဟုတ်ဘူးနေထဲကနေတိုက်ရိုက်ထွက်လာတဲ့အတန်မျိုး သူတို့ငါးယောက်လှည့်ကြည့်လိုက်တော့သူတို့ရဲ့နောက်မှာအရက်ရှိရှိနဲ့လူမဲမဲတယောက်ရက်နေတာကိုတွေ့လိုက်ရတယ်။သူ့မှာမျက်လုံးတွေမရှိဘူးမျက်လုံးနေရာမှာအပေါက်ကြီးတွေပဲရှိသေးပြီးတော့သူ့လက်ထဲမှာလည်းတစ်သားတုတ်ချောင်းကြီးတစ်ခုကိုကင်ထားတယ်။လူမဲကြီးကသူ့ရဲ့တုတ်ချောင်းကြီးနဲ့ကျမ်းပြင်ကိုတဖြည်းဖြည်းရိုက်တယ်ရိုက်လိုက်တိုင်းကျမ်းပြင်ကတုန်ခါသွားတယ်သူတို့ငါးယောက်ကြောက်လုံးလို့ဘာလို့ရမှန်းတောင်မသိတော့ဘူး။ ရုတ်တရက်လူမဲကြီးကပါဇက်ဟလိုက်ပြီးကြောက်စရာကောင်းတဲ့အော်တန်ကြီးကိုအော်လိုက်တယ်။အဲ့ဒီအော်တန်ကြီးကဘုံချောင်းတစ်ခုလုံးကိုပြည့်သွားတယ်။သူတို့ငားယောင်နားတွေတောင်ကွဲထွက်သွားတယ်လို့ခန်းစားလိုက်ရတယ်။အဲနောက်မှာတော့အရာအားလုံးဒီတိတ်ဆိတ်သွားတယ်။လူမဲကြီးလည်းပျောက်သွားတယ်။တကားလည်းသူ့အလိုလိုပြန်ပွင့်သွားတယ်။သူတို့ငားယောက်ဘာစကားမှမပြောနိုင်တော့ပဲအမြန်ဆုံးအဲ့ဒီဘုံချောင်းကြီးတဲကနေထွက်ပြေးခဲ့ကြတယ်။ နောက်ပိုင်းမှာတော့အဲ့ဒီလူငယ်9ယောက်ဘယ်တော့မှအဲ့ဒီပုံကြောင်ကြောင်ပြန်မပြောကြတော့ဘူး။ဘာဖြစ်ခဲ့လဲဆိုတာကိုလည်းဘသူ့ကိုမှမပြောပြကြဘူး။ဒါပေမဲ့သူတို့ရဲ့မျိုးလုံးတွေထဲမှာတော့အဲ့ဒီညကကြုံတွေ့ခဲ့ရတဲ့ကြောက်ရွံ့မှုတွေအများအားရှိနေခဲ့တယ်။ဒေသခံတွေကတော့အဲ့ဒီပုံကြောင်ကြီးဟာထာဝရစင်စာတည်နေသေးပဲလို့ယုံကြည်နေကြတော့မှာပဲ။